ကျန်တဲ့ဇမနန်းတော့ဝိပဿနာရိတ်တာတိဆောက်ဖို့ရန်အတွက်သဒ္ဒါပြုဖွေးဉာဏ်ရှိပြေကနိဗ္ဗာန်ကိုရည်မှန်းပြီးတော့ပဝင်လူတန်းပေးကြသောအလူရှင်များမှာတဝရကနာချုပ်ငင်းသွားသောမအီကျော်အာရည်သူရည်မှန်း၍မန်းလေးမြို့နေကိုကျော်နိုင်ဦးမယီဦးမိသားစုမှတသိန်းကျပ်ဦးထေဝင်းဒေါ်တနာမို့မိသားစုကချင်ပြည်နယ်မြေကြီးနားမြို့မှတသိန်းနဲ့တထောင်ကျပ်ကိုလှိုင်းမျိုးထွန်းစီပလက်တိုင်းရင်စီမှ တသိန်းကျပ်ဒေါ်ဤမိုးမိသားစုနှင့်အတူခொနည်းသားသမီးများပေါင်းစု၍ကောင်းမှုအလုပ်တော်ဝေတသိန်းကျပ်ကိုမောင်မောင်မရင်ရင်အေးနေပြီးတော့လေဝေတဲကိုကြီးကြီးရွာမှတသိန်းကျပ်ကိုနိုင်ဝင်းမမမိုးအေးမိသားစုမှတသိန်းနဲ့2000ကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကျောက်ဆက်ဖြစ်သောကံစိုးပေသောအနေနဲ့သောယောဂါသောအမျိုးမျိုးကင်းစင်လွှင့်ပြောက်ပြီးဤဘဝဤခန္ဓာနဲ့ပင် ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေထိုမှတ်တပံတဘောတကန္နာချုပ်ငြိမ်းသွားသောမအီအီကြော်တီလေတေဂာနီအခါတမယ၌မသိမသိနှလုံးသွင်းမိညာအကယ်၍များမရောက်ကောင်းအပ်သောဘဝဘုံဌာနသို့ရောက်ရှိနေညာအယနေ့ယခုမိသားစုများကပြုလုပ်ပေးဖို့အတော်ကုသိုလ်ကောင်းမှုတို့အားကြားသိပြီးတော့တာလူခေါ်နိုင်၍တော်လကောင်းအမမထာတဘာဘာသော တန်ဃာတော်အရှင်သူမြတ်အပေါင်းတို့နဲ့ရွှေမျိုးမိတ်တင်ကအပေါင်းတို့မှပြပိုးအပ်သောကုသိုလ်ကောင်းမှုတို့အားဒါတို့ခေါ်နိုင်၍တော်၎င်းမိမိပြုလုပ်အားထုတ်ခဲ့ဘူးသောကုသိုလ်ကောင်းမှုအစုစုတို့အားပြန်လဲကအမှတ်ရ၍ဒါတို့ခေါ်နိုင်၍တော်၎င်းဒါတို့ခေါ်နိုင်ပြီလျင်နေကြသောဘုံဘဝဗုဒ္ဓနာတို့ရောက်ရှိနေ냐ဤဒါတို့ခေါ်စေခဏ၌တွင်မြင်မြတ်သောလုဏ္ဏနိဗ္ဗာန်စသည့်ချမ်းသာတို့ကိုရရှိခံစားသုံးဆောင်နိုင်ပါစေဟု ဆူတောင်းသမှုအာယုံပြု၍ဤကုစုအားအမြပေးပါれအလုံးသောတရားနာပရိသတ်အပေါင်းတို့နှင့်အလူရှင်မိသားစုအပေါင်းတို့အားဣတိယဓမ္မဖြင့်ကျေးဇူးဆက်အပ်ပါれအလုံးသာဓုခေါ်နိုင်ကြပါစေဒါကစိတ်ဓာတ်ဥပဒနာနဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းပေါ့အဲ့တော့ရှေ့စိတ်ကိုနောက်စိတ်နဲ့ရှုရင်ရှေ့စိတ်ကလည်းပြက်တယ်နောက်စိတ်ကလည်းပြက်တယ်ဒါက စိတ်ဓာတ်ဥပဒနာကိုမေးတယ်ပြီးတော့အရှုခံနဲ့အရှုဉဏ်ကိုမေးတာအဲ့တော့ရှစ်စိတ်ကဖြစ်ပြဲနောက်စိတ်ကတိပြဲဒါကအရှုခံနဲ့အရှုဉဏ်ရဲ့သင်္นานသဘောမှာစိတ်ဓာတ်ဥပဒနာစိတ်ကိုရှုတဲ့ပုဂ္ဂိုလ်ဟာရှစ်စိတ်ကအပြက်ကိုတွေ့ရမယ်နောက်စိတ်ကမက်အဲ့တော့ရှင်းစိတ်ကအပြက်ဒုက္ခသစ္စာနောက်စိတ်ကတိတာမို့လို့မက်ကသစ္စာဒါဆိုဟုတ်ပြီရှင်းစိတ်ဖြစ်ပြဲ နောက်စိတ်ကတိပြက်အဲ့လိုရှေ့စိတ်ကလည်းဖြစ်ပြီးတော့ပြက်တယ်နောက်စိတ်ကတိပြီးတော့ပြက်တယ်အဲ့ဒါကိုတပ်ပေသင်္ခါရအနိစ္စရှေ့စိတ်လည်းမမြဲနောက်စိတ်လည်းမမြဲဒါကိုနားလည်အောင်ထပ်ပြီးတော့ပြောရင် အရှုခံကလည်းမမြဲအရှုညံကလည်းမမြဲလို့ပြောတာမဲခင်၅ပါးအရှုညံတရားကလည်းတိပြင်ပြက်တယ်နောက်တစ်စိတ်ထပ်ပြီးတော့အစာထိုးတယ်ရှေ့ကရှေ့စိတ်ကဒုက္ခသစ္စာဖြစ်ပြီးတော့ပြက်တယ်နောက်စိတ်က တိပြီးတော့ပြတ်တယ်မက်ကသစ္စာရှေ့ကလည်းဖြစ်ပြဲနောက်ကလည်းတိပြတ်ဖို့လို့တပ်ပိသင်္ခါရအနိစ္စာတိခန္ဓာရဲ့သဘောတရားကိုပြောတာအလုံးတတ္တဝါတွေသိတယ်ဆိုတာကပညာတင်ပြီးတော့မြင်လွယ်အောင်ပြောတာတကယ်တမ်းဝိပဿနာလောကဝိပဿနာအလုတ်တမားမှာတော့တပ်ပိသင်္ခါရအနိစ္စာဆိုတာအရှုခံလည်းဖြစ်ပြဲအရှုဉဏ်လည်းဖြစ်ပြက်ကိုပြောတာဒါကအရှုခံနဲ့အရှုဉဏ်ကိုမေးတဲ့စကားလုံးပဲဆိုတော့ယင်စေတနာဝိပဿနာရှုမဲ့ပုဂ္ဂိုလ်ဟာ စိတ်ဓာတ်ဥပဒနာရှုမဲ့ပုဂ္ဂိုလ်ဟာစိတ်ဓာတ်ဥပဒနာအရှုကံတရား73ပါးကိုသိရအဲ့ဒီအရှုကံတရား73ပါးကအပြင်ဧည့်သည်9ယောက်အတွင်းဧည့်သည်6ယောက်အိမ်သည်2ယောက်ဆိုပြီးတော့ပေါင်းလိုက်တော့စိတ်ဓာတ်ဥပဒနာ73ပါးဖြစ်တယ်အဲ့တော့အပြင်ဧည့်သည်9ယောက်ကမြင်သိကြားသိနံသိစားသိယာနာကောင်းစိတ်ဒါအပြင်ဧည့်သည်9ယောက်အတွင်းဧည့်သည်6ယောက်ကလောဘစိတ်ဒေါသစိတ်မောဟစိတ်သူကအကုသိုလ်ဘက်ကဖြစ်တဲ့စိတ်ပြီးတော့မှကုသိုလ်ဘက်ကဖြစ်တဲ့စိတ်ကအလောဘစိတ်လူကျင်တဲ့စိတ် အာရောသစိတ်မေတ္တာပို့တယ်တဏှာတတ်တဲ့စိတ်ပြီးတော့တွဲတော်ကြံစီစိတ်တွဲတော်ကြံစိတ်မှာတော့ကုသိုလ်လည်းဖြစ်နိုင်တယ်အကုသိုလ်စိတ်လည်းဖြစ်နိုင်အဲ့တော့အပြင်ဧည့်သည်ဒီ၅ယောက်ရှိတယ်အတွင်းဧည့်သည်ဒီ၆ယောက်ဖြစ်တယ်သူကအတွင်းမှာပေါ်တယ်လောဘဒေါသမောဟ အလောဘအရောသတွဲတော်ကြံစီစိတ်၆ယောက်ပြီးတဲ့အခါကျတော့အိန္ဒေ၂ယောက်ဆိုတာရှုစိတ်ရှိုက်စိတ်တဏီလေးကိုထုတ်သောစိတ်လေးကိုသွင်းသောစိတ်ဟာတော့အခြားစိတ်တွေမပေါ်လဲဒီစိတ်ကအမြဲတမ်းရှိနေတာဟုတ်လို့ ရှူသိမ်းတယ်ရှူတယ်ဖြစ်တယ်ရှူပြီးတော့ပြက်တယ်ရှိုက်တယ်ဖြစ်တယ်ရှိုက်လို့ပြင်ပြက်တယ်ဆိုတဲ့စိတ်ကတော့အများတန်းဖြစ်တာမလို့သူ့ကိုအိမ်တယ်စိတ်လို့ပြောတာပေါင်းလိုက်တော့စေတံဥပဒနာအရှုခံတရား73ပါဒါဆိုဘာကြောင့်ဧည့်တယ်လို့ပြောတာလဲလို့မင်းဧည့်တယ်ဒီသဘောမှာလာပြီးရင်ပြန်တယ်စိတ်ကိုဧည့်တယ်လို့တတ်တာကလည်းဖြစ်ပြီးရင်ပြက်တယ်မြင်းသေးကြစိတ်ရဟနာကောင်းစိတ်ကအပြင်းမှဖြစ်ပြီးတော့အပြင်းမှပြက်တာမလို့အပြင်းဧည့်တယ်လောဘစိတ်ဒေါသစိတ်မောဟစိတ်နဲ့ အာလောဘအရောဒဒွိတောဉ္စိတ်ကတော့ဟရိယဝတ္ထုမှဖြစ်ပြီးတော့အကြောင်းတိုက်ဆိုင်ဖြစ်ပြီးတော့အကြောင်းတိုက်ဆိုင်မှုကိုရင်ပြတ်တာမဟုတ်လို့အတွင်းဧည့်တယ်လို့ပြောတာဒါကိုစေတ္တလူပဒနာအရှုခံတရား73မှာဒါကစေတ္တလူပဒနာရှုရမယ့်ပုဂ္ဂိုလ်အတွက်သိရမယ့်စိတ်စိတ်လိုပဲသိရဒါဆို အတွင်းမှာပေါ်တဲ့ကုသိုလ်စိတ်ကိုလည်းရှုရမယ်အပြင်မှာပေါ်တဲ့မြင်စိတ်ကြားစိတ်ကိုလည်းရှုရမယ်အတွင်းမှာပေါ်တဲ့အကုသိုလ်စိတ်ကိုလည်းရှုရမယ်မြင်စိတ်ကြားစိတ်ဘာစိတ်ပဲပေါ်ပေါ်ရှုရမယ်ရှုတဲ့စိတ်ကဖြစ်ပြ အရှုခံစိတ်ကဖြစ်ပြဲတိတဲ့စိတ်ကမဲဆိုပြီးတော့ဒါကိုရှုရဒါကိုစိတ်ဓာတ်လူပဒနာဖြစ်တယ်လို့ပြောတာဒါဆိုဟုတ်ပြီစိတ်ဓာတ်လူပဒနာရှုတဲ့ပုဂ္ဂိုလ်များအတွက်ရနိုင်တဲ့အကျိုးတရားဘာရှိလဲလို့မေးရင်ဘုရားသာလောကဓမ္မိစိတ်တန်ယတနာကံပတိအတောကံဝိရဇံခေမံဧတံမင်္ဂလမဟုတ်တယ်ဒါကမင်္ဂလတုပ်ပါဠိတော်မှာလာပြီးသားဖြစ်တဲ့တရားဆိုတော့လောကဓမ္မတရားနဲ့တွေ့တဲ့အခါမှာစိတ်တည်ငြိမ်တယ်လို့ပြောတာ လောကဓာတ်တရားတွေနဲ့တိုက်တဲ့အခါမှာကောင်းတဲ့လောကဓာတ်နာဆိုတဲ့လောကဓာတ်နာစိတ်ကတည်ငြိမ်တယ်ပြီးတော့မှစိတ်တည်ငြိမ်တယ်လောကဓာတ်တရားကိုသိခံနိုင်တယ်ပြီးတော့စိတ်တည်ငြိမ်တယ်ပြီးတော့သောကကင်းတယ်ပြီးတော့ဒိဋ္ဌိပြုတ်တယ်ပြီးတော့သောတာပန်မြန်မြန်တည်တယ်လို့ပြောတာဒါကစိတ်ကိုရှုတဲ့ပုံကိုအတွက်ရနိုင်တဲ့အခွင့်အရေးတရား၅ပါးလောကဓာတ်တရားကိုသိခံနိုင်တယ်စိတ်တည်ငြိမ်တယ်သောကကင်းတယ်ဒိဋ္ဌိပြုတ်တယ်သောတာပန်မြန်မြန်တည်တယ်အတောကံဝိရဒံခေမံပြော့ ဆိုတဲ့အခါကျတော့ဒါသိတ္တသုပဒနာရှုမဲ့ပုံကိုများရဲ့ဇယိုက်ကဘလို့ဇယိုက်မျိုးနဲ့တင့်တော်တဲ့လို့မေးရင်ဒိဋ္ဌိဇယိုက်အာကြည့်ပြီးတော့ဉာဏ်ထိုင်းတဲ့ပုံကိုဟာစိတ္တသုပဒနာကိုရှုပါတယ်လို့ဇယိုက်နဲ့ကံထမ်းမှာဒီလိုခွဲတယ်ဒိဋ္ဌိဇယိုက်ဆိုတာအရာရာမှာငါတကောကောနေတဲ့ပုံကိုငါမြင်တယ်ငါကြားတယ်ငါလုံးမှပြီးတယ်ငါပြောမှပြီးတယ်ဒီအိမ်မှာငါရှိမှဒီလောကငါလုံးမှဒီအိမ်မှာငါမရှိရင်ဘာမှမဖြစ်ဘူးဒီလောကငါဥဆောင်မှဖြစ်မယ်ဆိုတဲ့အမြဲတမ်း ငါးတကောကော့ပြီးတော့ငါကောင်ကမောင်းတင်ရှေ့တန်းတင်နေတဲ့ပုံကိုမြတ်တွေ့ရှုရမယ်သတိပ္ပံတရား၄ပါးထဲမှာစိတ်တန်နုပ္ပန္နာကိုရှုရင်မြန်မြန်ခီးပေါက်တယ်လို့ဒီလိုပြောတယ်။ဒါဆိုစိတ်တန်နုပ္ပန္နာရှုမဲ့ပုံကိုမြတ်ရဲ့ဇယိုက်တီဒိဋ္ဌိတရားအာကြည့်ပြီးတော့ဉာဏ်ထိုင်တဲ့ပုံကိုပါစိတ်တန်နုပ္ပန္နာရှုရမယ်။ရှုလို့ရနိုင်တဲ့အကျိုးတရား၅ပါးရတယ်။အကျိုးတရား၅ပါးလောကတရားတွေကိုသိခံနိုင်တယ်။စိတ်ကတည်ငြိမ်လာတယ်၊တောကကင်းလာတယ်ပြီးတော့ ဒိဋ္ဌိပြုတ်တယ်သောတာပန်မြင်မြင်တည်တယ်၅ပါဒါဆိုရှုရမယ့်အရှုခံတရား73ပါ73ပါကအမြဲတမ်းပေါ်နေသလားတပြိုင်တည်းပေါ်နေသလားဆိုတော့အမြဲတမ်းလည်းမပေါ်ပါဘူးတပြိုင်တည်းလည်းမပေါ်ပါဘူးအဲ့တော့စိတ်ဖြစ်တိုင်းစိတ်ဖြစ်တိုင်းမှာအကြောင်းတရားတွေရှိလို့လောဘစိတ်ဖြစ်တယ်အကြောင်းတရားချုပ်ရင်လောဘစိတ်ချုပ်တယ်ဒါဆိုအကြောင်းဖြစ်မှာအကျိုးဖြစ်တယ်ဒါဆိုအကြောင်းချုပ်ရင်အကျိုးချုပ်တယ်လို့ဒီလိုသိရဒါဆိုရင်စိတ်ဓာတ်ဥပဒနာရှုမဲ့ပုဂ္ဂိုလ်ဟာ ကိုယ်စိတ်ကိုသိနေခြင်းအပြင်အနုပတ္တနာအမြဲတမ်းတစ်ချိန်တည်းမဟုတ်ဘူးအချိန်ချင်းစောင့်ကြည့်ရမယ်ပတ္တနာအနုပတ္တနာအမြဲတမ်းအချိန်ချင်းဖြစ်နေတဲ့စိတ်ကိုစောင့်ကြည့်ပြီးတော့ဆွံ့ဖြတ်တာလောဘစိတ်လာရင်လည်းလောဘစိတ်ပါလားလို့ဆွံ့ဖြတ်တာမြင်စိတ်ကြသိနံစိတ်စသိရအမြင်မှပေါ်တာမို့လို့အော်တာမြင်စိတ်ပါလားဆိုမြင်စိတ်ပြီးရင်လိုချင်တာမလိုချင်တာဘာမှမသိတာစိတ်၃မျိုး၁မျိုးမျိုးလိုက်တယ်အဲ့ဒါကိုပရိစ္ဆေသမုပ္ပံဆက်တယ်လို့ပြောတယ် တနည်းအဲ့ဒါကိုတန်တရာဆက်တယ်လို့ပြောတာမြင်လိုက်တယ်မြင်စိတ်မြင်ပြီးရင်လိုချင်တယ်လောဘစိတ်မြင်ပြီးရင်မကျေနပ်ဘူးဒေါသစိတ်မြင်တာဘာမှမသိတယ်မောဟစိတ်သုံးမျိုးတစ်မျိုးမျိုးလိုက်တယ်အဲ့လိုဆိုရင်မြင်တာကအကြောင်းတရားလောဘကအကျိုးတရားလောဘအကျိုးတရားပြီးရင်လောဘကအကြောင်းတရားဥပါဒဏ်ကအကျိုးတရားပြုလို့အထုတာက ကံတရားဆိုတော့အကြောင်းအကျိုးဟာမြင်စိတ်ရဲ့အပေါ်မှာဆက်သွားတယ်ကြားစိတ်ရဲ့အပေါ်မှာအကြောင်းတရားဆက်သွားတယ်အဲ့ဒါကိုမရှုနိုင်လို့ရှိရင် တန်တရာဆက်တယ်။ဒါဆိုတန်တရာဆက်တယ်ဆိုတာတေဃာမဆက်တာမဟုတ်ဘူး။မတိခင်တဲ့ကမြင်စိတ်ရဲ့မြင်စိတ်ပြီးရင်လောဘရဲ့မြင်စိတ်ပြီးရင်ဒေါသရဲ့မြင်စိတ်ပြီးရင်မောဟရဲ့ဖြစ်သွားတာကိုကတန်တရာလဲသွားတာ။အဲ့ဒီကိုကတန်တရာဆက်သွားတာ။ဘေတန်တရာလဲလို့မင်းရင်ပြစ္ဆုတ်ပံပြုလုပ်လိုက်ပြုလုပ်လိုက်တဲ့အကြောင်းတရားသမုဒယသစ္စာတန်တရာကအနာဂတ်အတွက်အကျိုးတရားအိုနာတိဒုက္ခဆက်ရကိုဆက်ပြီးတော့လှည့်ပေးဖို့အတွက်တန်တရာဆက်တယ်။ဒါဆိုဟုတ်ပြီ။ တပည့်တော်ကအရှုခံတဲ့အရှုဉဏ်လိုက်ကြပါလို့ဆိုရင်ပေါ်ရာစိတ်ကိုရှုပါမြင်သိပေါ်တယ်မရှုနိုင်ဘူးလားလောဘစိတ်ကိုရှုဒေါသစိတ်ကိုရှု order လောဘစိတ်ပါလားလောဘစိတ်ကအပြဲတိတယ်ဉဏ်ငါမဲ့လောဘစိတ်ကဟတ္တရာဝတ္ထုမှာဂိမ်းတယ်တိတယ်ဉဏ်ကလည်းဟတ္တရာဝတ္ထုမှာဂိမ်းတယ်အဲ့တော့စိတ်နှစ်ခုပြန်ပြီးတော့ဂိမ်းရောဖြစ်ရောမဖြစ်တဲ့အတွက်ရှစ်စိတ်အပြဲ